အလုံးဝမင်္ဂလာပါနောက်ထပ်ခေါင်းစဉ်လေးတစ်ခုပြချထားပါတယ်ဆိုတော့ဒီစောက်လေးထဲမှာကလေဟိုခေါင်းစဉ်လေးတွေကဟိုအနုညံ့လေပေါ့နော်သူသုံးထားရတဲ့ပန်းပွင့်နေပါတယ်ညပြီးတော့လအလရနောက်ပြီးတော့ဟွန်းသူ့ရဲ့ဘဝဆက်ကောင်းကြီးအများကြီးပါတယ်ပေါ့နော်ဒါအကြမ်းမြအပြင်ကြည့်မိလိုက်တဲ့သဘောပါအစောဒီတစ်ခေါက်ဖတ်ပြမယ့်ခေါင်းစဉ်လေးကလည်းချစ်စရာကောင်းပါတယ်ဗရောက်ကို night night ဗရကိုရှိုင်နှမ်း၍ဘဝကိုဖျက်တမ်းခြင်းလုံခဲ့သောနှစ်နှစ်ကျော်လောက်ကနေမျိုးလေးတစ်မျိုးမှနေ၍ဒီရက်ွက်ထဲသို့ပြောင်းလာခဲ့ရသည့်အတွက်အတော်လေးနေမထီထိုင်မှလာဖြစ်ခဲ့သည်နေမြုပ်ကလေးမှာမရှိတာလို့အလုံးဒီပါဒီမှာရှိသည်သို့တော်ကျွန်တော်တို့အခုနေမြုပ်ကလေးနဲ့မတူညီတာတွေအလုံးနဲ့နေသားမကြနိုင်ခဲ့ လူနေထူရက်သည်လမ်းပေါ်မှာတိုးဝဲသွားလာနေရသည်တိုက်ခန်းတွင်ကြံ့ညံ့နေသည်တိုက်အမြင့်ကြီးပေါ်ကအခန်းချင်းချင်းလေးထဲမှာဟူအိုက်စွာနေရသည်ကြည်လင်ညင်းနေရာမှာခေါမိုးပေါ်ကဒဲအိုများမိုးထီ၍ဖားဥဆွဲနေသောမျိုးညင်းညင်းအုပ်နေရန်များကိုသာပဲတွေ့နေရသည်မြစ်တွေချောင်းတွေထဲပျော်ရွှင်စွာကုခတ်လူလာနေသောငါးတကောက်ကိုရုတ်တရက်ကုန်းပေါ်ပြစ်တင်လိုက်သလိုဖြက်ဖြက်လူနေသည်နေရတာစိတ်ညစ်ဖို့ကောင်းလိုက်တာဖေကြီးရား အိမ်သားတွေထဲမှာအငယ်ဆုံးဖြစ်တော်သမီးကညင်းညင်းညွန်ညွန်ပြောသည်ကျွန်တော်ကအနှစ်သိပ်ဖို့စကားရှာနေရသည်မြို့ကြီးတော့ဒီလိုပဲပေါ့သမီးရင်ဒါပေမဲ့အိမ်ရှိဘက်ကိုကြည့်လိုက်စမ်းပါဦးဆိုတော့သမီးကလမ်းကြည့်သည်မရှိလို့လေတိုက်ခေါမိုးတွေပဲအော်ဘရောက်ပင်ကြီးကိုပြောတာလားဘာလဲဖေကြီးကဘရောက်ပင်ကြီးတွေ့ရတယ်ပဲပြောသွားရောလား ကျွန်တော်ကပြုံး၍ခေါင်းငိန်ပြလိုက်သည်ကျွန်တော်နေသောငါးလွာတိုက်ခန်းမှကြည်လျင်ဘရောက်ပင်သည် အခန်းနှင့်တရံနှင့်ဖြစ်နေသည်နေပူတံကြောင့်ဘရောက်ရွက်တို့ညှိုးလျာစွာဝါကျင်သော အရွက်တချို့ကိုမြင်ရသည်ပြီးတော့စိမ့်မြရွက်တွေကိုဟုန်နေလိမ့်ကနေသည်စောင်းညုံစမြေဥဝင်စစောင်းနေမေ၏ပင်သက်တမွေမြဖြစ်သောနှင်းပွင့်မုံမုံတို့ကို၌ရှိုက်နှမ်းလိုမမောရသေးခင် ဆောင်းကသူ၏နှင်းစာပေါ်ကဖြူကိုသိမ့်ငင်သွားခဲ့သည်။နှွေဦးကတိုးပွားမြင်သာဝင်ရောက်လာခဲ့သည်။ဆရာတကုံတရာကနှွေဦးအဝယ်ကိုဒီလိုဖွဲခဲ့သည်။ရွှေအိုးအိုးသည်မြောက်ဘက်စိမ့်ညူလာသောမြန်ဦးမှညှိန်ရှုံးစွာတေးသည်လိုက်လီပြီတဲ့။မြို့ကြီးခေါင်ခေါင်ကလမ်းချင်းလေးထဲမှာပရောင်ပင်ကြီးရှိနေတာဘလောက်ကြက်တည်းရှိတယ်လဲတမီးရဲ့။ သမီးကဘာဆိုင်လို့လဲဟူသောမျက်လုံးမျိုးဖြင့်ကြည်သည်မှန်ပါသည်ဘရောက်ဒီလူတချို့အတွက်အနက်အဓိပ္ပာယ်မရှိတော့လဲလူတချို့အတွက်တော့အနက်အဓိပ္ပာယ်ရှိနိုင်သည်အထူးသဖြင့်ကျွန်တော်အဖို့ရာကောင်းစွာအနက်အဓိပ္ပာယ်ရှိနိုင်ပါစေသည်လူတိုင်းလူတိုင်းတို့မှာကိုယ်ဘဝအတွက်ရွေးရွေးချယ်နိုင်သောအခွင့်အလမ်းရှိကြပါလျက်နှင့်ကျွန်တော်ကသူတို့၏ဖျားတဲ့ခုကိုအရေးကြီးလုံးလားပါသည်ဟုမိတို့ယူဆနိုင်ပါမည်နိအယ်ဖတ်တမုကသူ၏အပြင်းလူဝတ္ထု တနေရာကိုထို့သို့အေးဖွဲထားခဲ့သည်ရွေးချယ်ခွင့်နဲ့ဆက်လင်း၍ဖြစ်တည်မှုဗရာဏဝါဒီတို့ကတော်တော်လေးအလေးထား၍ပြောခဲ့သည်ကိုသတိပြုမိပါသည်တို့တော့ကျွန်တော်တို့ဒီဘဝမှာရွေးချယ်ခွင့်မရခဲ့တော့အရာများစွာကျန်ရှိနေစေဖြစ်သည်ဥပမာမွေးဖွားခြင်းကိုကျွန်တော်တို့ရွေးချယ်ခွင့်မရခဲ့ခြင်းအပေမိခင်ဤဝမ်းကြရတဲ့တွင်ခိုဝင်မည်ဟုကျွန်တော်တို့ရွေးချယ်ခွင့်မရခဲ့ခြင်း ာတိကိုရွေးချယ်ပေမရခဲ့ချေထို့သူတိုင်းနိုင်ငံကို၎င်းဇာဇာစဥတိအဓိပတိသတိတို့ကို၎င်းနေရနေရအချိန်ခါသတိတို့ကိုမွေးဖွားခြင်းနဲ့ဇလင်ရွေးချယ်ခွင့်မရခဲ့ချေထူးဆန်းဒီမှာ အဘယ်အမျိုးကောင်းသားတူတလေကများသူ၏ဇာတိပုံရောက်ကိုမညူညင်ခဲ့ကြခြင်းပဲဖြစ်လေသည်မရွေးပဲနှင့်ရခဲ့သောအရာတို့အနက်ကျွန်တော်အဖို့မူပရောင်းနှင့်အထူမွေးဖွားခွင့်ရခဲ့သည်ဟုမညူညင်ဆုံးကျင့်နှစ်ကြည့်ဖြူဖြစ်ရမဆုံးရှိခဲ့ပါလေသည်နှွေနမိတ်ပေပဲတကူးပင်ပြိုရိပ်မှပရောင်းပြက်ကြရင်ချိတ်ဆွဲသူပဲသူပါပဲနှွေတဲ့ရေရေတို့ပဲ လွန်ခဲ့သော15နှစ်လောက်ကဒီကဗျာလေးကိုရင်ခုန်ပွင့်မဂ္ဂဇင်းမှာကျွန်တော်ရေးခဲ့သည်ကျွန်တော်အထွတ်ထွတ်အလွမ်းပွေသောနှွေဤနမိတ်ပုံမှာအော်အော်တွင်ချူတယ်မဟုတ်ချေလက်ပံပွင့်ချောင်မဟုတ်ချေပေါက်ပွင့်ရေရေမဟုတ်ချေတကူးနှင့်ဖရောက်သားပဲဖြစ်ပါသည်ဖရောက်သည်ကျွန်တော်ဤအိမ်ဦးနေရတွင်နှစ်စဉ်နှစ်စဉ်အစ်စ်လဲလဲပြလိုက်တော့ပြက်ကရင်တစ်ချက်ဖြစ်သည် ဤကဘာတွင်ဗရောက်သည်ကုံဆုံးလုံးမြောက်ခဲ့ခြင်းနှင့်ပြောင်းလဲသူဝေလာခြင်းဤလှပခန္ဓာသောနမိတ်ပုံတစ်ခုဖြစ်သည်ပြက်ကလေးဆက်အိမ်တောင်းကိုလာ အောင်မေတယ်လေးဟုဆိုခဲ့သလိုဗရောက်သည်ကျွန်တော်အားကုံဆုံးလုံးမြောက်ခဲ့ခြင်းများစီမှာအောင်မေပွဲ အလွမ်းများကိုပေးခဲ့သည်အမေပွဲမိကုံများကိုလည်းမေးခဲ့သည်ဗရောက်ကိုချစ်ချင်းအဖေကျွန်တော်သည်သူမေးသောမိကုံများကိုဖြေဆိုခဲ့သည် တကူးရောက်၍ဘရောက်ဝါကိုမြင်တင်နဲ့အော်တနစ်လဲခဲ့လဲခဲ့ပြန်ပြီပေါ့ဟုအမှတ်ပြုရမည်ဖြစ်သည်တနစ်တခါရောက်လာစမြဲဖြစ်သောဘရောက်ဝါဝါကကျွန်တော့်အားတနစ်အတွင် ဖြစ်ချင်းပြချင်းများကိုမေးတတ်သည်တိုးခြင်းဆုပ်ခြင်းရှုံးခြင်းနိုင်ခြင်းစူးခြင်းကောင်းခြင်းတော်ခြင်းညံ့ခြင်းမှားခြင်းမှန်ခြင်းတို့များကိုစစ်မေးတတ်သည် ကျွန်တော်ဒီကိုစောင်းနဲ့ကစစ်စေးစီရင်တော့တရခွင်ရှိမှရောက်တည်နေဗရောက်ကမိသမ ्या ကို မထိန်မချိန်စရမ်းမကွယ်မဝက်စရမ်းကုံစီအောင်ဖြေချရပါသည်ဝန်ခံထိုက်တည်ကိုဝန်ခံရပါသည်ဖြောင့်ချက်ဆူထိုက်တည်ကိုဖြောင့်ဆူရပါသည်ဗရောက်ဤရှိမောက်တွင်ဝန်ခံဖြောင့်ဆူဖြစ်မှာပါလေလေးသိပ်ဖြီးစီခြင်းတို့ရော့ပါသွားတဲ့လေးရှိတည်ကိုတည်ထားမိလာပါသည် ဟုတ်ပါတယ်ဒီတစ်ခါကျွန်တော်မှားယူခဲ့ပါတယ်ဒီတစ်ခါလဲကျွန်တော်ညံ့သွားတယ်တနေ့တစ်ချိန်အင်ဦးနေရန်ကပြက်ကလေးကိုအစ်စ်လဲခရသည်မြေကဘာတွင် ရှင်သန်ဖြတ်သန်းခွင့်ရခဲ့သောနှစ်ကာလတို့လဲရှည်လျား၍လာခဲ့သည်ပြန်လဲအမှတ်ရမိသလားပြောရသည်ကျွန်တော်သည်ဗရောက်ဤရှေးမောက်တွင်ဝန်ခံဖြောက်ဆိုခြင်းမပြုသည်နှစ်ကာလဆို၍တစ်ချိန်တစ်ခါမှမရှိခဲ့ဘူးပါချင်း ဤကမ္ဘာလောကကိုအမှားရများဖြင့်တိဆောက်ထားခြင်းဖြစ်သည်ဟုကျွန်တော်မပြောလိုပါမကြသေးမီကကျွန်တော်ဤမိတ်ဆွေဟူခမန်စောကအမှားပေတော်မူသောဆောက်ကလေးတစ်အုပ်လက်ဆောင်ပေးသည်အော်တိုဘရွန်ရှင်မာဖီလိုဟူသောဆောက်ကိုသူပါသာပြန်ဆုထားခြင်းဖြစ်သည်မာဖီဤနိယမအရာဘယ်အရာဖြစ်ဖြစ်မှားနိုင်ရဲ့မှားတယ်မှားနိုင်လို့မှားတယ်မှားလို့နီလာပြီဆိုရင်မှားမှာပဲ အစဉ်ပြေချုံးမှုနေစဲမှာပဲအမားတစုံတရာကတော့ရှိမည်ရှိနေသမဲဟုဆိုသည့်တဘာဝတရားဤသဘောတွင် ပုံးပွင်နေသော အနာစာတစ်ခုတော့ရှိနေတတ်သည်မမားနိုင်ဘူးဟုယူဆထားသော အရာတိုင်းမမားနိုင်သည်ဟုဆိုသည့်သူစာအုပ်ကိုဖတ်ရင်ကျွန်တော်သည် အမားကဘာတဲ့ကိုရောက်သွားခဲ့သည် အမားရဲ့များစွာသည် ကျွန်တော်တို့ဤအနီနာတွင် ရှိနေသည်ကျွန်တော်တို့ဤခန္ဓာကိုယ်တွင်စေကတ်တွင်နေသည် ဒီလိုပဲကျွန်တော်ခံစားရပါသည်ကျွန်တော်ဒီချစ်စွာသောဘရောက်ဤရှိမောက်တွင်တစ်ချိန်ဝင်ခံရသည့်အခါတိုင်းဒီအမားမျိုးကိုနောက်တစ်ချိန်ဆင်ကျင်တော့မည်ဟုပိုင်းဖြစ်မိတတ်သည်နောက်တစ်ခါဘရောက်ဝါရောက်လာပြန်တော့လေအစ်စ်အစ်စ်သောအမားရဲ့တခုကဝင်ခံဖြောက်ဆူဖို့ရာအသင့်ရှိနေတတ်ပြန်သည် တခါတည်းအမားများစွာကာလများစွာကြာမြင့်ပြီးမှမိမိလွတ်လွတ်ပင်ရခင်မှိုင်းခဲ့ဖို့ဒီကိုထပ်၍မှိုင်းခြင်းမျိုးပင်ကြုံရတတ်သည်။ငယ်ရွယ်စဉ်ဒီတခုတော့မှားသွားတယ်ဒီတခါကျွန်တော်ညံ့ပါတယ်စသဖြင့်ဝန်ခံဖြောင့်သူစကားတွေပြောခဲ့သည်။အတက်အရွယ်အတန်ရလာတော့အခါတွင်မူအမားတွေအညံ့တွေကများလာသည်ဖြောင့်ဆိုစကားတွေလည်းပြောင်းရွှေ့လာသည်ကျွန်တော်မားတဲ့ညံ့တဲ့အချက်တွေများစွာထဲမှာဒါလေးတစ်ခုပါပဲ ခဏခဏမှားရင်းမြင်ဖြစ်လိုက်ခဏခဏဝန်ခံဖြောင့်ဆိုလိုက် လုပ်ကိုရမတင့်တော်ဘူးဆိုဒီမှာကျွန်တော်သိပါသည်တို့တော်လူတို့သည်သူတပိုင်းအမှားရင်းကိုအလင်းမြင်တတ်ပြီးကိုအမှားရင်းကိုတော့အလွယ်မမြင်နိုင်တတ်ချေဓမ္မတိကျမ်းရှင်မသေးခရစ်ဝင်တွင်ကျွန်တော်ဒီလိုဖတ်ဖို့သည်ကိုမျက်စိ၌ရှိသောတန်ခြင်းကိုမအောင်မိပဲညီအကိုမျက်စိ၌ရှိသောညောင်ငယ်ကိုအဘယ်ကြောင့်ကြည့်ရှုသည်နည်း လူတို့သည်ခုအမာရင်ကိုတရီးပြုစင်ခြင်းမိလင်တပားသူ၏အမာရင်ကိုလည်းစံနံအောင်မိတက်လာမည် နားလေခွလွတ်တက်လာမည်စင်ခြင်းပြုပင်ဖို့ရာအခွင့်ပေးတက်လာမည်ဟုကျွန်တော်ထင်ပါသည် ကိုယ်တိုင်မှားရင်းညံ့ဖြစ်နေပါလျက်ကိုယ်မှားရင်းညံ့ဖြစ်သည်ကိုမသိနိုင်တော့အဖြစ်ဒီသာကြောက်မက်ဖွယ်ရာအကောင်းဆုံးဖြစ်လိမ့်မည်ဟုထင်သည် ပြုပင်စင်ခြင်းရန်အခွင့်မရနိုင်တော့သူဖြစ်လာလိမ့်မည်ထင်သည် ထိုသူမ၏အဖြစ်ကိုရယူလိုခြင်းမရှိပါချေ။တို့ဖြစ်၍လည်းတစ်နှစ်တခါရောက်လာတတ်သောဗရဝါဝါသည်ကျွန်တော်အဖို့ရောကျွန်တော်အဖို့ရာကောင်းစွာအနက်အထိပ်ပဲရှိခဲ့ခြင်း ဖြစ်ပါသည်။ခန့်ပင်ပတ်တို့လန်ကြည့်လိုက်သည်လရောင်ပေါ်ဝါသည်စိတ်ဝေဖားလျာသောဗရောက်ပင်ကြီးပေါ်သို့ဖြာ၍ကျနေသည် စိမ့်မြမြအရွက်တွေချာမှာဘယ်တော့ဖူးတွေပွင့်ဝေဖို့ရာအသင့်ပြင်နေကြပြီအိမ်ဦးနေရန်မှာပြက်ကလေးအတစ်တစ်ချက်လဲရပါအောင်မီတောင်ပြောင်းထွေလာ2006 AB ဇော်ဒီစာလေးကိုဖတ်မိနေတဲ့သဘောကျသွားတယ်ဗောနော်ဟိုသဘောကျတယ်ကိုကိုကိုကျင့်နေသွားတာဩငါမှားတယ်ဆိုတာဖြစ်နိုင်ပါတယ်လေဆိုတဲ့အတွင်းမျိုးနဲ့ကိုကိုကိုဖြေသာသွားတဲ့သဘောမျိုးခံစားလိုက်ရပါတယ် ဩငါလဲမှားလို့ရတာပဲငါလဲမှားနိုင်တာပဲဆိုတော့အတွေ့လေးနဲ့ဟိုဖြေလာသွားတယ်ပေါ့နော်လူတိုင်းကတော့အမှားတွေမဖြစ်ချင်ဘူးကိုဖြစ်ချင်တာပဲဖြစ်ချင်တယ်ပေါ့နော်ဟိုလွဲချော်တာတွေလည်းမဖြစ်ချင်ဘူးပေါ့ဒါပေမဲ့ခုနဒီထဲမှာပြောခဲ့တယ်လို့ပဲပေါ့နော် ဘယ်နေရာလေးလဲဆိုဖတ်နေရင်လည်းပြန်ပြီးဖတ်ပြပါမယ်။မာဖီအီနေရာမှာပေါ့နော်။ဘယ်အရာဖြစ်ဖြစ်မားနိုင်လို့မားတယ်။မားလို့နီးလာပြီဆိုရင်မားမှာပဲအစင်ပြေချုံးမွနေစဲမှာပဲအမားတစုံတရာကတော့ရှိနေစဲမင်းဟုဆိုသည်ဆိုတော့ပြောချင်တာကမားမားတော့မလားလို့ညွန်နေနေနေကိုမားသွားတာလည်းဖြစ်နိုင်ကြီးရှိတယ်ပေါ့နော်။ဆိုတော့อืม တော့ဘယ်သူမှစွန်မတာပဲဆိုပြီးတော့မကောင်းတာကြီးအမားကြီးကိုတော့ဆက်မသွားဘူးတော့ဟိုလောက်ရမယ်ပေါ့နော်ပြုပြင် ပြောင်းလဲရမယ်ပေါ့နော်အခုဒီမှာပြောချင်တာကတချို့မှာတချို့လူတွေမှာရှိရပေါ့နော်အော်ငါဒီလိုလှုပ်လိုက်တာငါမှားသွားတာပဲငါမှားခဲ့ပြီပဲဆိုတော့နောင်တမျိုးတွေရှိတတ်တယ်ပေါ့နော်ဟိုပြန်ပြင်လို့မရတော့ဘူးဆိုတော့အတီးကြီးရပေါ့နော် ဆိုအောင်ကအာနာတော့တာပေါ့နော်တစ်ဖက်လူအပေါ်တော့မဟုတ်ကိုကိုကူအပေါ်မှာတိတ်နေသွားတာမျိုးကြီးရှိတယ်။အဒီဟာလေးကိုဖတ်မိပြီးတော့ဘာဖြစ်သွားလဲဆိုတော့ငါတမင်လုတ်ခဲတာမဟုတ်ဘူး။ငါအတက်နိုင်ဆုံးတော့ကြိုးစားခဲ့တယ်ဆိုတဲ့စိတ်ကလေးနဲ့ဟိုကိုကိုကူပြန်ပြီးမှဖြေစာမိသွားတယ်။အဲဆိုတော့အရှိတ်ဆက်ပြီးတော့ပြင်ဆင်လို့ရသေးတယ်ဆက်ပြီးတော့ကြိုးစားလို့ရသေးတယ်ဆိုတော့ခန်းစားချက်လေးလည်းဖြစ်လိုက်ပါတယ်။ဆိုတော့ နောက်ထပ်အဲ့ဒီအမားကိုမမားမြောင်တော့ကြိုးစားရမယ်ပေါ့နော်ဆိုတော့ဆဖက်အရအရင်ကောင်းပါတယ်ဒါဆိုနောက်ထပ်ခေါင်းစဉ်တွေတခုမှပြန်လဲဆုံတွေ့ကြပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်